မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဆရာခဒီနေ့2025ခုနှစ်17လပိုင်းအဲနိုဝင်ဘာလအတွက်တလစာဗုဒ္ဓဘုရားဟူတာသမီးတွေအတွက်ရှောင်းရံဆောင်းရံကိုဆရာကဟောကြားပေးมาဖြစ်တဲ့အတွက်ဥစွာပထမဒီ2025ခုနှစ်17လပိုင်းအတွင်းမှာဗုဒ္ဓဘုရားဟူတာသမီးမိတ်ဆွေတွေအားလုံးဘေးပြာမှန်မြဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုတာလိုက်ပါတယ် ကျတော့အချိန်လေးတွေ့ရွေးနဲ့ပြောင်းလာတာအခုဆိုရင်ဟလာဒလကနေစပြီးတော့ဇန်နဝါရီကစလို့အခုဆိုရင်နိုဝင်ဘာလရောက်လာပြီအဲ့တော့ဘုတ်တခုကြောင်သားပြီးမိတ်ဆွေတွေအတားလဲစားတဲ့နှစ်မရဏအိမ်လဲလာတည်တဲ့နှစ်ဆိုတော့မိတ်ဆွေဘုတ်တခုရောက်သားသမီးတွေကအချိန်ဒီဒီတစ်နှစ်ဟာပြီးခဲ့တဲ့10လအတွင်းမှာဘလို့ရှင်နေပြီးရှိခဲ့မလဲဘာတွေကိုအဖက်တင်ခဲ့ပြီးဘာတွေများဆုံးရှုံးတယ်လဲကံကောင်းစီတဲ့နှစ်လား ကန်ရနေတဲ့နှစ်လားသို့မဟုတ်ရင်ကန်အရှိနေရဒီလောက်ပဲတာမန်ထက်တော့ထူ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 မရှိပါဘူးလားဆိုတာဆရာကို comment ထဲမှာမှတ်ပြီးကြားကြပါဦးဆရာအခုတလစာလေ့ရှင်းနေတာများပြီဆိုတော့စလိုက်ကြရအောင်ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတို့ရဲ့တလတာကန်ကြမ္မာကိုတားတော့နေဆွဲတဲ့အခါ အလုံးနှစ်ခုစိတ်နှစ်ခုအလုံးနှစ်ခွာစိတ်နှစ်ခွာဖြစ်နေတယ်။ဒါကိုပဲလုပ်ရင်ကောင်းမလား။ဟိုကဘယ်လုပ်ရင်ကောင်းမလားဆိုတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ငွေကြေးနဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့စိတ်တွေမျောလင့်တောင်းတထားတဲ့အရာနှစ်ခုရှိနေတယ်။ယာရုလည်းတိုးခြင်းနဲ့အဲနေရာထိုင်ခြင်းလည်းပြောင်းကျင်တာမျိုးအဲယာယာရုအိမ်လည်းပိုင်ကျင်တယ်ယောက်ျားလည်းရကျင်တာမျိုးဒီလိုမျိုးစိတ်ထဲမှာစိတ်နှစ်ခုအလုံးနှစ်ခုစိတ်နှစ်ခွာအလုံးနှစ်ခွာဖြစ်နေတတ်ပြီးတော့မျောလင့်ကြနှစ်ခုဖြစ်နေတဲ့ ကာလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေပုတ်တခုရအောင်တာသမီးကြီးကကျင်းသေးပါတယ်ဒီ၁၇လပိုင်းတွင်မှာမိတ်ဆွေတို့အနေနဲ့ကံဟာကောင်းတဲ့ပတ်မှာ ရောက်ရှိနေပါတယ်အထူးသဖြင့်အခြားနေသားလေးတွေမှာတော့ဘုတ်တခုရအောင်တာသမီးကြီးကဒီတလတာတော့တွင်မှာဆိုရင်တော့၁၇လပိုင်းရဲ့ကံဟာရှိနေရမိတ်ဆွေတို့အတွက်ကံကောင်းတဲ့ပတ်ကံအားဖြင့်တနည်းအားဖြင့်ပြောရရင်ဟိုအစိုးရရနေပြီးတော့ အညံ့နေရနေပြီးတော့ကောင်းမွန်လာတာမျိုးလို့သမျှအစဉ်ပြီးအောင်မြင်မဲ့နှစ်ဖြစ်ပါအောင်မြင်မဲ့လားဖြစ်ပါလေဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုရင်ဖြစ်မှမြဲသောကိစ္စလေးတွေနေရာတိုင်းအပြောင်းလဲလေးတွေ OA ချန်ပီယံနေရာတိုင်းအဆောက်အဦနဲ့ပတ်သက်ပြီးပြောင်းလဲဆောက်ရှင်တဲ့မိတ်ဆွေများရှေ့တို့လှုပ်ဆောင်ရအတွက်အားသာကောင်းမွန်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအလုတ်တစ်ကြီးမှာ အလုပ်အဟောင်းကြီးကိုဆက်ပြီးတော့စူးစမ်းလှုပ်ဆောင်နေတာမျိုးအစင်မပြေပြောင်းစူးစမ်းဆန်းဆောင်နေတာမျိုးထက်လုပ်ငန်းအပြောင်းလဲအလုပ်အပြောင်းလဲဖြစ်စီပလန် A ပလန် B ဆိုပြီးတော့စိတ်နှစ်ခုစိတ်အလုံးနှစ်ခုလေးတွေမှာစဉ်းစားထားပြီးတော့လှုပ်ဆောင်တာမျိုးလေးတွေဖြစ်စီစနစ်တကျနဲ့စီးနဲ့တေချာကိုလုပ်ရင်အနာဂတ်မှာဒီမန်းကျက်တဲ့တိုးတက်မှုတွေအားသာကောင်းမှုပဲလာဖြစ်ပါလေထို့အပြင်ဗုဒ္ဓဘုရားတော်သမီးဒီဆက်လာပိုင်းတွေမှာဆိုပညာရေးပညာရေးနဲ့ပတ်သက်လာရင်တော့ နှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးနှစ်တရာများတယ်နော်နှစ်ချိန်နှစ်ခါကြိုးစားနေရတာမျိုးတစ်ချိန်နဲ့တောင်မှပြီးမပြတ်ဖ ೇನೆ အဲဟိုချစ်တို့ဆောင်ရဝင်ဝင်ဆောင်ဖို့ပဲတင်တဲ့ပတိပပုပေးတယ်အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စီအဲအင်တာဗျူးလို့ဆနာလိုပီပွားခီးသွားတော့ဘာသာစကားလုံးနဲ့ပတ်သက်လာရင်လည်းနှစ်ခါလောက်ဖြီကာမှအောင်မြင်တာမျိုးနှစ်ကြိမ်လောက်တော့လောက်ရတဲ့အတွက်တော့ပညာရေးနဲ့ပတ်သက်လာရင်သာမန်ထတ်တော့အားမလျှော့စေဘူးကြောင့်လည်းတကယ်လို့မှအားနေခဲ့ရင်လည်းကိုယ့်ရဲ့ကံကိုကဒီလိုဖြစ်ကြောင်းလည်းအားပေးခြင်းပါလေ ကောင်းပြီဒီတလာတာတော်နေမှာဆိုရင်နိုင်ငံခြားခီးသွားနဲ့ပတ်သက်လို့ရှေ့လို့ဆောင်ရလို့ဆောင်မှာပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းခီးသွားလုပ်ငန်းတွေရှေ့လို့ဆောင်ရလို့ဆောင်လို့ကောင်းနေပြင်ငဘောကကြန့်ကြာနေတော့မိဆွေများဒီလာမှာတော့မှနိုင်ငံခြားခီးထွက်ရတာမျိုးဒီပခီးထွက်ရတာမျိုးလေးတွေရဲဝေးခီးသွားရတာမျိုးလှုပ်လှုပ်ချာချာလှုပ်လှုပ်ရွာဖြစ်ရင်အ ပြောင်းလဲတဲ့တိုးတက်မှုတွေရရှိပြီးတော့ငကိုကခက်ခဲနေသောမိတ်ဆွေများလုပ်ငန်းဟောင်းကြီးမှာအဆင်ပြေအောင်ကြိုးစားနေတာမျိုးထက်အလုတ်တက်ကလေးစတင်တာမျိုးလှုပ်လှုပ်ချက်ချအပြောင်းလဲလေးနဲ့ပြုပြင်လုပ်လိုက်ရင်အာသာတိုးတက်ပြီးတော့ကံကောင်းစေသောလဖြစ်ကြောင်းလဲထလောင်းပြောကြားလိုက်ပါစီ ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ငကိုကဟလာခီးသွားကိစ္စနေရာတိုင်းကိစ္စယာဓုလုံလန်းခိုင်ခိုင်နဲ့ပတ်သက်ယာဓုတိုးဖို့ယာဓုတက်ဖို့မျှော်လင့်တောင်းတနေတော့မိတ်ဆွေများယာဓုတိုးခြင်းယာဓုတက်ခြင်းနေချိန်တွေကိုကြုံရမယ်လားဖြစ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်အပြောင်းလဲလေးနဲ့ရှေ့တိုးလှုပ်ဆောင်လိုက်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစေမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအကျိုးပေးသောလုပ်ငန်းများကိုဆက်လက်ဖော်ပြပေးပါရစေဒီနေ့25ခုနှစ်စက္ကလပိုင်းမှာဗုဒ္ဓဘုရားဥဒသမီးတွေအယောင်းဝယ်နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ် ထို့ပြင်အထက်အလိမ့်နဲ့ပတ်သက်တာလေး social media influencer နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ပုံတည်၍ဆက်သွယ်မှုဆိုင်ရာတွေကွန်းလို့ပြောင်းလို့เนาะအထို့ပြင်ဟိုအတွင်းထွက်ပုံပစ္စည်းတွေအထက်အလိမ့် TT ပနတ်ဒေါ်လာဒီဇယ်လောင်းစားစီအစရှိတဲ့လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစီးဟွားဆိုင်ရာလုပ်ငန်းတွေအယောင်ဝင်နဲ့ပတ်သက်တာမျိုးတွေအဲရေနဲ့ပတ်သက်သောလုပ်ငန်းလေးတွေအလှပရေအလှကုန်ဆိုင်ရာနဲ့ပတ်သက်သောလုပ်ငန်းလေးတွေဖန်စီလုပ်ငန်းအဲစားတော့ကုန်လုပ်ငန်းကျွန်တော်တို့ပေါ့ ဟိုခရီးသွားဆိုင်ရာလုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာအော်ပရေတာအဆရှိတဲ့လုပ်ငန်းတွေသို့မဟုတ်လို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ဒီတလှတာတော့ဒီမှာဆိုလက်လွန်ထားသောငွေကြေးတွေကိုတော့ပြန်လဲတောင်းဆိုတာမျိုးတွေဟာငွေကြေးပြန်လဲရရှိတတ်တော်လာဖြစ်ပါတယ်အဝေးကနေပြီးတော့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ယုံထွက်ပြီးတော့လှုပ်ဆောင်လိုက်တာမျိုးတရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးနဲ့ရှိတူဆောင်ရွက်ချင်းအဲအခွင့်အလမ်းကောင်းဆန္ဒလိုမျောလင်းချက်ကောင်းတွေကိုလက်ဆုပ်လက်ကရယူခြင်းတွေတိုးတက်နိုင်ပါတယ်။ OA ချမ်းမြေဝယ်နေသူတွေ OA ချမ်းမြေ ဆနာလိုပေါ်ဟိုချစ်တို့ပိုင်ဆိုင်လာအားတာမျိုးတွေစူတောင်းပြတာမျိုးတွေမမြင်ရသောပုံကူတွေရဲ့အကူအညီအထောက်ပံ့လေးတွေကြောင့် OHM ပိုင်ဆိုင်ရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေဗုဒ္ဓဘုရားဥသာသမီးတွေကဒီတလတာတော်တွေမှာဆိုလို့ရှိရင်တော့ဘာလို့မဆိုချစ်တို့ပြီးတော့အားတာကောင်းမှာလဲငကိုကသာသမီးနဲ့ပတ်သက်ပြီးစိတ်တိုင်းမကြတဲ့ကာလလေးတွေတောင်မှဒီကာလမှာမေတ္တာရေးတို့အေးချမ်းမှုတို့အစဉ်ပြေမှုတွေအောင်မြင်မှုတွေတိုးတက်မှုတွေရရှိမဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်ဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်လွန်ထားသောငွေကြီးတွေနဲ့ပတ်သက်တာဆိုလို့ရှိရင်ငကိုကတောင်းအပ်ခံနေသောမိတ်ဆွေတွေဆိုရင်လည်းရရဲ့တင်းတင်းနဲ့ မျက်နှာရှင်းဆိုင် face to face တောင်းတာမျိုးဖြစ်စေတင်းတင်းရင်ရင်ခက်ပြက်ပြက်ပြောပြီးလှုပ်ဆောင်တာဟာပုံမူအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစေတော့လှဖြစ်ကြောင်းထားလောင်းပြောကြလိုက်ပါသည်အဲဒါပြင်အလောက်ကိုင်းနဲ့ပတ်သက်လာတဲ့အခါမှာတပည့်လက်သားသားသမီးတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်တာမျိုးလေးတွေကြုံရတတ်တဲ့အပြင်ငွေကြေးနဲ့ပတ်သက်လာရင်ဘလောက်ပဲခက်ခဲစေကမှုကိုကိုယ်တိုင်ဥစည်းဥဆောင်ပြီးတော့ချစ်တိုးဆောင်ရွက်ပြီးတော့ဆုံးဖြတ်လိုက်ရင်ငွေကြေးကံအားသာကောင်းမှုပြီးကံကောင်းလာစေမှအသေးစားပဲဖြစ်တယ်တတိထားမယ့်အချက်လေးတွေကိုဆရာပြောပြခြင်းပါတယ်ဒီလက်ကအတော်တွေမှာဆိုရင် စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်အထူးသဖြင့်စေတနာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေဘာသာရေးဆိုင်ရာကိစ္စလေးတွေပရဟိတဆိုင်ရာလုပ်ငန်းလေးတွေမှာတော့ဝင်ရောက်ပြီးတော့သူများမိသားစုဂျားတွေထဲမှာကိုယ်ကဝင်ရောက်ပြောဆိုတာမျိုးလေးတွေမှာမလို့အလားအဖယ်နဲ့အခက်အခဲလေးတွေအကြံ့အကြာလေးတွေနည်းနည်းလေးဟိုဟိုကိုကိုကိုစိတ် အခက်မသိလို့ဖြစ်ရတာမျိုးလေးတွေစေတနာနဲ့ဖြစ်လိုက်ပေမဲ့ကိုကဝေဒနာမြင်သွားတာမျိုးလေးတွေကြောင်းတော့ပฏิပက္ခပြဿနာလေးတွေကိုတတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလဖြစ်ပါတယ်။ဒါအပြင် စကားအများကြီးပြောရသောလုပ်ငန်းတွေနည်းနည်းလေးကန့်အားနည်းစီသောကာလဖြစ်ပြီးရည်ရွယ်ချက်မျှော်လင့်ချက်မျှော်မှန်းချက်တွေကိုတော့ကြိုတင်ပြောရင်ပြတ်တတ်သောကာလဖြစ်ပါတယ်။ထို့အပြင်ဆက်ပစ္စည်းအသစ်တွေယင်အသစ်တွေ သတိထားစင်ကြယ်ဆောင်ရွက်ပေးရန်လိုအပ်ပါတယ်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာနည်းနည်းလေးညီအကိုမောင်နှမတွေရဲ့စိတ်ပင်ပန်းမှုစိတ်မောလူမောစိတ်ဆင်းရဲမှုပေးတာမျိုးလေးတွေညီအကိုသွေးချင်းတူတုံစင်းမိသားစုဝင်အတွင်းမှာမှဖြစ်စေမိမိနဲ့အတူရှိနေသောဆွေမကင်းမျိုးမကင်းဆွေမျိုးသားချင်းတွေရဲ့အဲတော့ကလေးဒီနည်းနည်းကိုကဥဆောင်ဖြစ်ချင်းပြရတာမျိုးလေးဂျုံအပ်တဲ့အတွက်တော့စိတ်ညစ်ရတဲ့တော့ကလာပိုင်းခြားဖြစ်ပါတယ် ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ရင်သတိထားဆင်ခြင်မှာကိုယ့်ကိုအဲဆွနာလိုအနိုင်ယူတာမျိုးတွေတခုမဟုတ်တခုအဲဆွနာလိုပေါ့ဟို ဟိုကောင်းကျိုးမပေးတာမျိုးလေးတွေဂျုံအားတက်တဲ့အတွက်တော့မိတ်ဆွေတို့ဗိုလ်တော်ကြီးအောင်သားသမီးများအနေနဲ့အဲမိတ်ဆွေဟောင်းပေါင်းတင်ဟောင်းနေတဲ့ပတ်သက်ရင်အသတိပြုစင်ကြမှာထို့ပြင်မိတ်ဆွေတို့အနေနဲ့အာမခံလုပ်ငန်းတွေကိုနဲ့မဆိုင်သောကိစ္စတွေကိုဝင်ရောက်ပူညီဖြည့်ရှင်းပေးတဲ့လုပ်ငန်းလေးတွေမှာတော့သတိထားစင်ကြပေးရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့ပြင်မိတ်ဆွေတို့အနေနဲ့စာအစားတောက်ကိုလုပ်ငန်းတွေဆက်ပစ္စည်းရင်အစ်တနဲ့ပတ်သက်တာတွေသတိထားစင်ကြပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါစေတနာကိစ္စလေးတွေဝေဒနာဖြစ်တဲ့ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့ပြင်မိမိတို့ရဲ့စိတ်ထဲမှာ ဆက်ခနဲ့ပေါ်လာတာတွေဒေါသနဲ့ဖြည့်ချင်းတာမျိုးတွေတခုခုအလင်းစလိုဆုံးဖြတ်တာမျိုးတွေဟာမိတ်ဆွေဘုတ်တပူရောက်တာသမီးတွေကံကိုအားနည်းစေပြီးတော့ ကံညှက်စီတော့ကာလဖြစ်ပါတယ်ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တုန်းဆောင်ရွက်လုပ်ဆောင်တဲ့အလူကံဆွမ်းနာလို့ပေါ့အလူတန်းနဲ့ပတ်သက်တာမျိုးတွေမထင်မှတ်ပဲနဲ့ကြီးမားသောအလူတွေရရှိတာမျိုးဖရားပုံတွေပုံတော်ဇေဒီအဆရှိတဲ့အာရလေးတွေလက်ဆောင်ရရှိတာမျိုးတွေကထူးထူးခြားခြားပူညီမဆမှုတွေရရှိတတ်တယ်လူမျိုးချာနေရာချဘာသာချတွေတိုင်းတစ်ပါးတွေရအကျိုးပေးမှုတွေတွေအကျိုးပြုမှုတွေတွေကိုကြုံရတတ်သောကာလဖြစ်ပြီးတော့ တချိန်ကကို့မှာအခက်အခဲတွေအကြအတဲတွေဖြည့်ရှင်းမှုတွေအစမပြေမှုတွေကိုတော့ဒီကာလမှာပြဿနာရဲ့လမ်းစာကိုကောင်းမွန်ပြီးတော့အောင်မြင်မဲ့လာဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်လာရင်အစာရေးနဲ့ပတ်သက်တာမျိုးစီးနဲ့ပတ်သက်တာမျိုးတွေတတိတားစင်မြင်မှာအဲလေချောင်းနဲ့ပတ်သက်ပြီးတော့ ်အစနလေချောင်းနာရာမျိုးအတန်နဲ့ပတ်သက်တာမျိုးဒီဒီမှာသတိပြုစင်ကြင်ရအတွက်လိုအပ်ပြီးတော့အတန်နာရာမျိုးချောင်းဆွချွတ်တလေးဖြစ်တာမျိုးဒါမျိုးတွေစီးနဲ့ပတ်သက်ပြီးအောင်းနာမျိုးအစာရင်နဲ့ပတ်သက်ပြီးအခြေခံရှိတဲ့မိတ်ဆွေများသတိပြုစင်ကြင်ရအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်။ကျန်တာကတော့ဘာမှစိုးရိမ်စရာမရှိပါဘူး။လူငယ်တွေအခြေရင်းနဲ့ပတ်သက်လာရင်အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းတွေအားသာကောင်းမှုတို့တတ်နိုင်ပါတယ်။အဲထို့အပြင်သမီးစားများအနေနဲ့ဖူးစာပတ်အမှန်တကယ်ပေါ်ခြင်းဖူးစာပတ်ရဲ့အထောက်အကူကိုရရှိခြင်းအိမ်တော်ဖက်ရဲ့အထောက်အကူကိုရရှိခြင်းတွေကြုံရမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒါအပြင် မိတ်ဆွေဘုတ်တူရအောင်တာမီမိတ်ဆွေများအနေနဲ့အဒီတလာတာတော့ဒီမှာဆိုရင်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်အပြိုင်ဆိုင်အတိုက်ခိုက်တွေအများကြီးတက်တဲ့အတွက်ဘာလို့မဆိုကြိုတင်ဖွင့်မပြောပါနဲ့အပြက်သဘောလေးတွေအပြက်သဘောလေးတွေအများကြီးဝင်တတ်ပါလေအိမ်တော်ရင်းနဲ့ပတ်သက်လာရင် အိမ်အောင်ဘက်ရဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ပฏิပက္ခပြဿနာတတ်တာမျိုးလေးတွေအကြီးအကျယ်ပြဿနာတတ်တာမျိုးတွေရုံးရောက်ကဲ့ရောက်အမှုအမှုရင်ဆိုင်တရားအဖြစ်ချင်းပေါင်းနေနဲ့အလုံးချုပ်တတ်တော်လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စအိမ်အောင်ကြီးနဲ့ပတ်သက်လာပြီးပြဿနာရှိတည်လာညီကိုမောင်နှမလေးတွေနဲ့မှတကြောင်မိမိရဲ့အိမ်အောင်ဘက်မှာတကြောင်ဒီလိုကိစ္စလေးတွေကြောင့်သား ပြဿနာပဋိပက္ခတွေများစွာပေါ်လာနိုင်ပြီးတော့ကျန်တာဘာမှမဖြစ်ပါဘူးမိမိအိမ်တော်မှမသိအောင်ဘာဘုံမှစတင်လှုပ်ဆောင်တာမျိုးလေးတွေမလုပ်ပါနဲ့တတိပြုစင်ကြီးအတွက်တော့လိုအပ်သောကာလပိုင်းခြားဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဘာဘုံတတိပြုစင်ကြီးရမယ်ဆိုတော့ ဒီကလာအတော်တွင်မှာဆိုလို့ရှိရင်တော့မထင်မှတ်ခဲနဲ့စိတ်တော့ကပြီးမဲ့လူတွေညာအကိုရှိကိုရောက်ရှိလာတာမျိုးတွေစိတ်တော့ကပြီးတက်တဲ့လာဖြစ်တယ်အတ္တိတွားသတိထားဆင်ခြင်ပြန်အတွက်တော့လိုအပ်ပါတယ်ရွှေနဲ့ပတ်သက်ပြီးအကျိုးပေးပါတယ်အထက်အလေးတွေတိတိပနက်တွေလက်ဆောင်ရရှိတာမျိုးဒစားလက်ဆောင်ရရှိတာမျိုးတွေကြုံရတတ်ပါတယ်ပူဇာဘက်ပူဇာခြင်းတွေနဲ့လူငယ်များအနေနဲ့စုံတွေ့ရပြီးအဆက်အသွယ်ပြတ်နေသောမိတ်ဆွေများဝေးကွာနေသောမိတ်ဆွေများအနေနဲ့အဆက်ဆက်ရရဒီလာတာအတွက်မှာအဆင်ပြေအောင်မြင်ပြီးတော့တိုးတက်နိုင်ပြီးတော့ပြန်လဲစုံစည်းရတာမျိုးတိုင်ပင်ချင်း ဆေးဆက်ရှင်တွေအတွက်တော့တိတ်ကိုအားသာကောင်းမှုတိုးတက်စေပါလေခင်ဗျာဒါပြင်ဗုဒ္ဓဘုရားဥဒ္ဒသမိမေဆွေများဒီလတာတော်တို့မှာအချွေရောင်အနီရောင်ခဲရောင်အကျိုးပေးပါတယ်အကျိုးပေးသောရက်ဟာတောင်ဆုဆုရက်ဖြစ်ပြီးတော့စန်တီယာရက် ကတော့မြောက်ရက်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့ကနန်းအနေနဲ့ဆိုရင်တော့ခုနှစ်ကနန်းကိုကနန်းနှစ်ကနန်းညာမေဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်ထို့ပြင်မေဆွေတို့ဒီလတာတော်တို့မှာဆိုရင် ဗုဒ္ဓဘုရားသာသမိမိတ်ဆွေများအနေနဲ့တောက်ကြသာသမိတနင်္ဂနွေသာသမိတွေနဲ့တွဲဖက်လှုပ်ဆောင်မှာရာဟုသာသမိများအနေနဲ့ကတော့ ောက်ကြသားသမီးစနေသားသမီးတွေနဲ့တွဲဖက်လှုပ်ဆောင်ရင်ကန္တရရဲ့ထောက်ကူကိုရရှိတတ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့ပြင်လှုပ်လှုပ်ချာချာလှုပ်လှုပ်ခက်ခက်လှုပ်ပါမိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းအသစ်ဝင်လာတာမျိုးလေးတွေမိသားစုအတွင်းမှာရုပ်တရက်မတင်မှာပဲကျမ်းမာရေးညံ့လာတာမျိုးပြဿနာအကြီးကြီးပဲပြိပကတက်လာပြီဆိုရင်လူဝင်မတော်လို့ဖြစ်စေစက်ပစ္စည်းအဝင်မတော်လို့ဖြစ်စေဖြစ်ပါလိမ့်မယ်။ဒါကြောင့်ကိုကိုယ်တိုင်ညာရေးခရီးတရက်ထွက်လိုက်တာမျိုးဖြစ်စေသို့မဟုတ်လို့ရှိရင်စက်ပစ္စည်းအဟောင်းအဆုတ်တွေကိုစွန့်လိုက်တာမျိုးဖြစ်စေရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမွန်ပါလေ။စက်တူလုပ်ငန်းတွေညံ့ပါလေ။စားသောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ ူများတွေးတာကန်းစာလေးဒီမှာတတိထားဆင်ခြင်းပင်ရန်လိုအပ်သောကာလအပိုင်းရှားဖြစ်ပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဘာကိုမဆိုပလန် A ပလန် B ထားပြီးလို့ရင်ဒီလဟာအကန်တရားရဲ့အထောက်အကူကိုရရှိတတ်ပါတယ်အဋိဋ္ဌံပြုလို့တဲ့ဆရာငယ်ရဲ့ဗုဒ္ဓဘုရားဦးသာသမီများအဋိဋ္ဌံပြုလို့တပဆိုရင်တော့ဖြင့်အဲဒုက္ကတောလောကဝိတုဆိုတော့ဘုံတော်ပတိကိုတနေ့ကို၄ပတ်လုံးနဲ့၁၁ရက်တည်းဒီစိတ်ကမျိုးဖြစ်စေတကယ်လို့မှ အထက်လူကြီးအကြီးအကဲတွေနဲ့အစင်မပြေရင်တမဟာတမုတ်တော့ဆိုတော့ပတိကိုစိတ်ချင်းဖြင့်နေရာထိုင်ခဲ့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့ရှေ့သူအစင်ပြေအောင်ရင်တို့တက်စီမှာအတိကြပဲဖြစ်တယ်ဒီတလားတာတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်ပြောဆိုတဲ့အခါမှာအဲမိတ်ဆွေတို့နေနဲ့ဗုဒ္ဓဘုရားသားများနေနဲ့အရေးကြီးသောကိစ္စတွေမိမိတို့ရဲ့ဟို လိုရာမှုကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးကြရင်အနီရောင်တို့အဝါရောင်တို့များများပါတော့အရောင်တွေကိုဝစ်ဆင်တော့ပါမိမိတို့ရဲ့ဟုတ်လားအရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်မျက်စွာဖျားမှာတောက်ရည်အေးအေးလေးနှစ်ဖက်ကလေးကိုလှူပြီးတော့ဆူတောင်းသွားရင်အောင်မြင်တိုးတက်စီမှာအသေးချာပဲဖြစ်တယ်ဒီလာတာတော့ဒီမှာဆိုရင်အရှိတောင်တောင်ရက်ကိုတတိထားပြီးသွားပြီးပါထို့အပြင်မိတ်ဆွေတို့အနေနဲ့အရှိမြောက်တောင်ရက်ဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပါတယ်ခင်ဗျတနင်္ဂနွေသားသမီး မိတွေနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာမျိုးလေးတွေကြုံရတတ်တော့ကာလဖြစ်တဲ့အတွက်အရေးကြီးတော့ကိစ္စတွေကိုတနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်မလုပ်ရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီကတာတော့ဒီမှာအဆက်ဆက်ရရမိမိတို့ရဲ့ရောင်းကုန်မှုတွေဝယ်ကုန်တွေရောင်းထွက်အရောင်းတွက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုအဲမိစ္ဆာတို့ရဲ့ကုန်ပစ္စည်းတွေမှန်လမျှကိုဆရာတို့ဟိုထီကလေးတစ်ချောင်းနဲ့ထိခေါက်ရိုက်ပုတ်ပြီးတော့ရောင်းမှာကအရောင်းတွက်အရောင်းထွက်သွားဒီမှာအသေးကြပဲဖြစ်တယ်မိမိတို့ရဲ့ဟလာဟိုဒီကရတာတော့တွင်မှာဆိုလို့ရှိရင်တော့ကန်ဆာတရီပွင့်လန်းစီရာအတွက် အဟိုဆန်းလို့စီးလို့ဆေးလို့စားလို့ဒီအစားရှိတဲ့အရာလေးတွေအင်္ဂါနှံပစ္စည်းလေးတွေများများလှူတာမျိုးလေးတွေဖြစ်စေအဆန်နဲ့ပတ်သက်ပြီးမရှိစင်းရသားလေးကိုဝေမျှပေးတာမျိုးလို့အဲဆွနာလို့ဒီလိုအင်္ဂါနှံပစ္စည်းလေးတစ်ခုခုကိုလှူတန်းပြီးကျင်အပြင်ကုသိုလ်လုပ်ခြင်းအပြင်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးအညံ့တွေကနေပြပြောက်သွားပါမယ်ဘုဒ္ဓဘုဒ္ဓဘုရားတော်တပည့်မိတ်ဆွေများဒီတလတာတော်ဒီမှာအဆတ်ဆာရေအောင်မြင်စင်ပြီးဇီယံအတွက်ပြုလုပ်ရမယ်ရေရာကိုမပြောမီ ကျေးဇူးတင်ပါတယ်ဆရာနေနာပိတ်ရေးမိချင်းခွန်ကိုတုံညာ2ကိုတုံညာ၄တက်လျှောက်7902240410 WhatsApp Telegram မှာဖြစ်စီ Viber number 9653 5050 5နှစ်မှာဖြစ်စီဆက်သွယ်မိမြန်နိုင်ကြောင်းနဲ့အဲတစ်ခုလောက်ကြံပြပါစီဆရာ ကင်မရာအနေနဲ့ကြည့်ရတာအဆင်မပြေရင်တောင်းပန်ပါလေဆရာကြီးမဗီဒီယိုရည်သွေးလေးမြင့်တဲ့သဘောနဲ့ကျွန်တော်ရိုက်ခွင်းလေးတွေရောပုံစံလေးတွေရောရှင်းရိုက်ထားတဲ့အတွက်အဲကျွန်တော်အန်တနိုင်ဖြစ်နေတာတော့နားလည်ပြီပါခင်ဗျာယေရှုတင်ပါလေဘုရားကြီးရောသာသမီမစ်စုတွေဒီပလတာတို့တင်ပါအဆက်ဆက်ရဲ့အဆင်ပြေအောင်မြင်စေပြီးငွေကြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ဟို ပကံများလေးတစ်ချက်တည်းမှာဆံကလေး၃စုပ်ကိုကုတ်တယ်ပါဒါပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဆံကလေး၃စုပ်ကိုကုတ်တယ်ပါကုတ်တယ်ပြီးတဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့ဟိုဆွနလိုပေါ့စားလေးနဲ့ငယ်ထုတ်တာမျိုးဟိုဆရာတို့ဘန်းလေးတစ်ချက်တည်းမှာပဲပကံများတစ်ချက်တည်းမှာပဲဆံစီ စေစားဆိုရဲအလူလေးနဲ့ငွေလေး3000ကျပ်ကိုဟုတ်လားငွေလေး3000ကျပ်ကိုဆရာတို့လိတ်ပြီးတော့ကတော့လို့ထိုးပြီးတော့သတိကံလို့ဖြစ်စေကတော့လို့ဖြစ်စေထိုးပြီးတော့မိษွေတို့ရဲ့နေအိမ်ဖျားမှာလှူဒန်းအခြင်းအားဖြင့်ဖြစ်စေမိမိတို့ရဲ့ဈေးဆိုင်လုပ်ငန်းမှာဖျားမှာလှူဒန်းခြင်းအားဖြင့်မိษွေတို့အတွက်ငွေကြေးကံကောင်းစေပါလေဈေးရောက်ကောင်းစေပြီးတော့ပိတ်နေတဲ့လက်တွေပွင့်လန်းစေရန်အတွက်မျက်စွာဖျားမှာလှူထားတဲ့တောက်ရီကွက်ထဲကရေကိုစွန့်စွန့်ပြီးတဲ့အခါ လက်မျိုးလေးနှစ်ချောင်းနဲ့နှစ်ပြီးတော့လောကဝိဒူဆိုပြီးအခေါက်40ရွတ်ပြီးတော့မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဈေးဆိုင်တွေစိုင်တွေလုပ်ငန်းတွေကိုဖျန်းခြင်းအဖြစ်အဆက်ဆက်ရအဆင်ပြေပြီးပိတ်နေတဲ့လက်တွေပွင့်လန်းလာစီမှာအသေးချာပြောင်းပြောင်းရင်းနဲ့ ဗုဒ္ဓဘုရားသာသမိမိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်နိုဝင်ဘာလအပြင်မှာဆက်ဆရရတနာစိန်ကြောက်ဇေတောက်တန်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြိုးခဲ့သူစီးစိန်ဥစ္စာများတိုးဝါအောင်မြင်ကြပါစီကြောင်းဆရာကမေတ္တာပို့ဆုတောင်းနေတယ်ဆရာကဘလို့ရှင်နေရှိတော့ဆရာနည်းနည်းလေးပုံစံရည်သွင်းမြင်တာလားလေဘလို့ရှင်နေရှိလဲဆိုတာလေကျွန်တော်ကို comment ပေးခဲ့ပါအောင်ခင်ဗျာကျွန်တော်အနေနဲ့လိုအပ်တာကိုခင်ဗျားတို့အတွက်အမြဲတမ်းရှိနေကြောင်းနဲ့ကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်လိုရုပ်ချောပါစေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်